အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ဘောနော်ကျွန်တော်တို့ဥပိုင်ခွဲအမိပြောင်းဘာလို့လုံးတင်လဲဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ဥပိုင်ခွဲအမိပြောင်းဘာလို့လုံးတင်လဲဆိုတဲ့အကြောင်းမပြောခင်မှာထားပါတော့နော်ခရံမြေဖြစ်ဖြစ်ဘူဘပိုင်မြေဖြစ်ဖြစ်ဘောနော်မြေခွဲတစ်ခွဲကပေတီယာပက်လေမြေခွဲဖြစ်မယ်အဲ့ရဲ့နာမည်ဘောကကျွန်တော်ရဲ့နာမည်ဘောပဲထားပါတော့နော်အဲ့ဒီမြေခွဲကိုကျွန်တော်အနေနဲ့ဘောနော်ခွဲပြီးရောင်းလိုက်မယ်ခွဲရောင်းလိုက်တဲ့အချိန်မှာဘယ်နိုင်တဲ့အမောင်းဘောနော်ဝေဒသူတွေကလည်းသူတို့တန်းနိုင်တယ်လို့ 40 60ဒါမှမဟုတ်20 60 30 40စသဖြင့်အဲ့လိုမျိုးတွေဖွဲ့ဝဲလိုက်တယ်အဲ့လိုဝဲလိုက်တဲ့အချိန်မှာနော်ကျွန်တော်အနေနဲ့မဖို့နေစာချုပ်နဲ့ရောင်းပေးလိုက်တယ်သူတို့ကလည်းမဖို့နေစာချုပ်နဲ့ပေါ့နော်အခုနေပါရီဆောင်ပြီးတော့မှသူတို့မဖို့နေစာချုပ်ချုပ်လိုက်တယ်โอเคအဲ့လိုချုပ်ပြီးတော့တဲ့အချိန်မှာသူတို့အနေနဲ့ဆက်ပြီးတော့မှဒီမြေခွဲနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဝဲတဲ့အပိုင်းကိုဥပိုင်ခွဲမြေပြောင်းဆိုပြီးတော့မှလုံတဲ့တဲ့နေရာမှာဆက်မလို့ပဲနဲ့ရက်ထားတာဖြစ်ပါတယ်โอเคအဲ့လိုရက်ထားလိုက်လို့ရှိရင်နောက်ဆက်တဲ့အနေနဲ့ပေါ့နော်ဘာရီ ဂျုံလာနိုင်လဲဆိုတဲ့အကြောင်းကိုကျွန်တော်အသေးစိတ်လေးရှင်းပြပေးမှာဖြစ်ပါတယ်။ Okay အဲ့လိုမျိုးကျွန်တော်ပိုင်နဲ့မြေခွဲပူပူပေါ့နော်။ပေတရာပက်လက်ရှိတဲ့မြေခွဲပူကျွန်တော်အနေနဲ့ခွဲရောင်းလိုက်တဲ့နောက်ဆုံးလက်ရှိမှာပေါ့နော်။ကျွန်တော်အနေနဲ့ဒီကျွန်တော်ပိုင်တဲ့40 60တကွက်စာပဲချမ်းပဲပေါ့ဗျာ။ကျန်တဲ့ဟာတွေကအကုန်လုံးမဖို့နေစာချုပ်နဲ့ရောင်းထားပြီးသားဖြစ်မယ်။ဒါပေမဲ့အဲ့လူတွေကလည်းသူတို့အနေနဲ့သူတို့နာမည်ပေါက်တွေမပေါက်ဘဲနဲ့ဒီတိုင်းပဲမပေါ်နေစာချုပ်နဲ့ကင်ထားမယ်။ Okay အဲ့လိုအနေထားရှိနေတဲ့နေရာမှာအဲ့မပေါ်နေစာချုပ်နဲ့ဝယ်ထားတဲ့သူတွေပေါ့နော် တဦးတယောက်ကနေပြီးတော့မှသူတို့မိသားစုချင်းချင်းအဆင်မပြေလို့ပေါ့နော်။တာဖာချင်းချင်းဖြစ်တာတို့လင်မယားချင်းချင်းဖြစ်တာအစသဖြင့်ပေါ့နော်။အဲ့ဒီမျိုးတွေဖြစ်ကြတဲ့အချိန်မှာသူတို့ဝေထားတဲ့အပိုင်းကိုနော်သူတို့ရဲ့ဒီသားပေါ်တော့ယောက်ျားဖြစ်တဲ့သူကအဲနော်အင်ဘူကဆင်းသွားလို့နောက်မို့နောက်တယောက်ပေါ့နော်။မိမနောက်တယောက်ယူသွားလို့အစသဖြင့်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်။ case တစ်ခုတက်လာတဲ့အချိန်မှာသူတို့ကဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေပါမတော့သက်ဆိုင်ရာရုံးဌာနပေါ့နော်စီပင်သားရဲ့စီပင်ရုံးရှိမယ်သူတို့မြေစင်ရုံးဟိုပါပေါ့ မဖို့နေစိုက်ကြစားရုံရှိမှာပေါ့နော်အဲ့ယုံနေမှာသူတို့အနေနဲ့ကံွက်စာတင်ထားလိုက်မယ်โอเคအဲ့လိုတင်လိုက်လို့ရှိရင်ပြဿနာအမှစတာပေါ့နော်တချို့တွေကကံွက်စာတင်တယ်ဆိုတာကကိုပိုင်တဲ့အပိုင်းကိုပဲနော်ကံွက်စာတင်တာဖြစ်တယ်ဒါပေမဲ့တချို့တွေကြတော့ကိုပိုင်တဲ့အပိုင်းကိုပဲမကန်းမကန်းကွက်ပဲနေပေါ့နော်ဒီမြေကွက်တစ်ကွက်လုံးဥပိုင်းနံပါတ်30ဆိုရင်အဲ့30ဆိုတဲ့တစ်ကွက်လုံးကိုမှသူတို့ပေါ့နော်ဥမာ30ရာနေမှသူတို့ဘယ်နေဘယ်နေဝဲတယ်ပါညာဆက်သက်ဖြစ်ပေါ့နော်အသေးစိတ်မရေးဘဲနဲ့ အလွယ်တကူပိုင်းနံပါတ်30ကိုသူကန့်ွက်လိုက်တယ်ဆိုပြီးတော့ဗောနော်အဲ့လိုမျိုးကန့်ွက်လေးရှိကြတယ်။ Okay အဲ့လိုကန့်ွက်လိုက်လို့ရှိရင်ပြဿနာကဘာဖြစ်လဲဆိုတော့ဒီဥပိုင်း30ကနေပြီးတော့မှဝေထားတဲ့လူတွေအကုန်လုံးอ่ะဗောနော်အဲ့ဒီကန့်ွက်လိုက်တဲ့တယောက်ကြောင့်မလို့အကုန်လုံးကဒုက္ခရောက်ကြတာဖြစ်ပါတယ်။ဘာလို့ဒုက္ခရောက်တာလဲဆိုရင်ထားပါတော့ဒီကျွန်တော်ဇီယာနေဝေထားတဲ့သူတယောက်ကကန့်ွက်လိုက်တယ်ကျန်တဲ့သူတွေကဗောနော်သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးဥမာရောင်းတာရှိမယ် နော်စသဖြင့်အမွေစက်ခံလို့ဖို့လူဝတ်တာတွေရှိမယ်အကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့ဗျာအဲ့လိုအခြေအနေတွေမှာလုံးမိုင်းဆိုင်ရာတွေစစ်ဆေးလိုက်တဲ့အချိန်မှာဒီမိခွဲကကန့်ကွက်ကြီးရှိနေတဲ့ဘာညာဆိုပြီးတော့မှနော် case တွေတက်လာနိုင်ပါတယ် okay အဲ့လိုတက်လာလို့ရှိရင်ကျွန်တော်အနေနဲ့ထားပါတော့ဗျာကန့်ကွက်တာတော့ okay မန်တယ်ဒါပေမဲ့ဘယ်သူကကန့်ကွက်တာလဲဘာလို့ကန့်ကွက်တာလဲဆိုတဲ့အကြောင်းကိုတော့ရှင်းနေဖြစ်တဲ့သူတွေကစူးစမ်းပြီးတော့မှပေါ့နော်အဲ့ဒီအကြောင်းအရာကိုရှာဖွေရမှဖြစ်ပါတယ် okay ရှာဖွေလိုက်တဲ့အခါမှာထားပါတော့သူအနေနဲ့ဒီသူပိုင်တဲ့မိခွဲကိုပဲသူကကန့်ကွက်ထားတယ်ဆိုတာဖြစ်နေရင်ပြဿနာမရှိပါဘူး အဲ့လိုမဟုတ်ဘဲနဲ့သူကဒီဥပိုင်းနံပါတ်တစ်ခုလုံးကိုကန့်ကွက်ထားတယ်ဆိုရင်ကိုယ်အနေနဲ့ဒီမိဘကိုရောင်းနေတာဖြစ်ဖြစ်တောင်းမို့အမွေဆက်စွန်းလို့စသဖြင့်ပေါ့နော်အကြောင်းအမျိုးမျိုးအဲ့လိုမျိုးရှိနေတဲ့အပေါ်မှာကိုကလုံမိုက်ဆိုင်ရာလုပ်ငန်းတွေလုပ်တဲ့နေရာမှာကျတော့နည်းနည်းလေးအခက်တွေ့ပါတယ်ပေါ့နော်အဲ့အခက်တွေ့တယ်ဆိုတာကျတော့ကိုကတခုခုရှောက်လိုက်တယ်ဆိုရင်ဒီကန့်ကွက်ရှိနေတော့ဒီကန့်ကွက်တဲ့သူကဒီမိဘနဲ့ပတ်သက်ပြီးအမွေဆိုင်လာနော်စသဖြင့်ပေါ့အဲ့လိုမျိုးတွေနဲ့လုံမိုက်ဆိုင်ရာလူတွေကမေးတတ်တာဖြစ်ပါတယ်။ Okay အဲ့လိုမေးလို့ရှိရင်တချို့ကမေးရုံနဲ့မပြီးသေးပါဘူးနော်။ဒီကန့်ကွက်တဲ့လူကိုရုံးခေါ်ပါသေးတယ်။ ခေါ်တဲ့နေရာမှာလည်းတစ်ကြိမ်ခေါ်မယ်မလာဘူးနှစ်ကြိမ်သုံးကြိမ်ပေါ့နော်စသဖြင့်အဲ့လိုမလာတဲ့အကြောင်းအရာတွေရှိပါတယ်ဒါပေမဲ့ကိုယ်အနေနဲ့ဘာအခက်အခဲရှိရလဲဆိုတော့ဒီသူတို့ဘာသာသူတို့ပြဿနာဖြစ်လို့ကန့်ွက်တဲ့ဟာကသူတို့နဲ့တွေမပြီးပဲနဲ့ပေါ့နော်ကိုယ်မှလည်းလာပြီးတော့ထိခိုက်နိုင်နေဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောချင်တာပိုဝယ်ထားတဲ့မြေခွဲတရားပေါ့နော်ကိုယ်မဖို့နေစာချုပ်တွေရှိတယ်ဒီနေရာမှာရောင်းဝယ်စာချုပ်တစ်ခုတည်းကိုပြောတာမဟုတ်ဘူးပေါ့နော် ဘဘုံနေစာချုပ်ဆိုတဲ့နေရာမှာစွန်းလို့စာချုပ်ဖြစ်ရင် ဖြစ်မယ်၊မွေစက္ကန့်စာချုပ်ဖြစ်ရင်ဖြစ်မယ်။နော်ဒီရောင်းဝယ်အပေစသဖြင့်အဲ့လိုမျိုးမဘုံနေစာချုပ်နဲ့ချုပ်ထားပြီးတော့မှလူများနဲ့မဖြစ်နေတဲ့မြေခွက်တက်ခွက်ကပေါ့နော်ကိုယ်နဲ့မှမဖြစ်သေးဘူး။ကိုယ်ကမဘုံနေစာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်ကိုယ်အနေနဲ့အလားကိုနာမည်ပြောင်းဖို့လိုပါလေပေါ့နော်။အဲ့လိုမျိုးနာမည်ပြောင်းထားလို့ရှိရင်ကိုယ့်ရဲ့သားစဉ်မြေဆက်ပေါ့နော်စေအေးလက်အေးနဲ့နေနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။